မင်္ဂလာပါ။ audio ဘိုင်းစွန်နိုင်မှကြိုဆိုပါရစေ။ဒီခုကမှာတော့တက်ထားအိမ် Facebook အကောင့်ကနေတင်ထားတဲ့ post တစ်ခုကိုဖျက်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ပြောတင်လာမှာပြောတင်လာအကြကြင်စဉ်းစားပြီးဒီစာကိုရေးတာဖြစ်ပါတယ်။ WHW ကဆရာအဖုကဆရာအရင်ခောက်ခောက်ပါ။ကိုယ်ဆရာမလို့ချစ်တဲ့စိတ်နဲ့အများကြီးနားလည်ပေးခဲ့ပါတယ်။ငနေလောက်တဲ့ပထမတစ်ပိုင်းမှာဆရာနဲ့ဝန်ထမ်းအားလုံးအကုန်လုတ်ခဲ့ပါတယ်။ ငြိမ်းတာနဲ့ဆရာကိုရိုင်းလည်းပြန်ဝင်သလိုဝန်ထမ်းတွေကိုလည်းအော်ဟစ်ဆဲဆို ပြန်ဝင်ခိုင်းပြီးပြိုကျနေတဲ့တိုက်တွင်းကပစ္စည်းတွေကိုရှင်းခိုင်းပါတယ်အဲ့ဒီအချိန်ဒုတိယငလျင်ထပ်လုပ်လို့ပြေးထွက်ခဲ့ပေမဲ့6ရောက်အကြီးကျယ်တန်းရရပြီးဝန်ထမ်းတယောက်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်မေ28မှာ ဖြစ်တဲ့အတွက် လာဆာကိုထုတ်ပေးလို့ရနိုင်ပါတယ်လာဆာတပြားမှမပေးခဲ့ပါဘူးလမ်းစိတ်တသိန်းခွဲပဲပေးနိုင်တယ်သူလည်း ဆုံးရှုံးနေနာမှုတွေများလို့ဆိုပြီးပြောတဲ့အတွက်အဲ့ချိန်လဲဝန်ထမ်းလေးရဲ့နာရေးပုတ်ပြီးတဲ့အချိန်ဖြစ်နေရာကြောင့်အားလုံးဘာမှမတွေးနိုင်တော့ပဲပေးတဲ့တသိန်းခွဲကိုသာယူနိုင်ခဲ့ပါတယ်တကယ်ဆို WHW ကဝင်ငွေရ AI မန်နေဂျာကတိမ်းမိသားပါဆိုင်ကမပြိုပဲအောက်နေရံတွေပဲအပ်သွားတဲ့အတွက်ပစ္စည်းအနှံငယ်ဖြစ်ဖြစ်ပြန်ယူနိုင်တဲ့အချိန်တွေပါ AI ဘက်ကပတ်စံတွေမိခင်တက်တာတွေ သွားထောက်ယူခဲ့တော့ကလည်းပါခဲ့ပါတယ်ပိုက်ဆံတွေလည်းမြင်ခဲ့ပါတယ်ဒါပေမဲ့အပေါ်ကလမ်းစိတ်ဆိုပြီးတသိန်းခွဲပေးတော့ကတော့ဝန်ထမ်းတချို့လည်းမလောက်ငှားတဲ့အကြောင်းပြောခဲ့ပေမဲ့သူ့မှာပိုက်ဆံမရှိလို့ဆိုပြီးထတ်တိုးပေးခဲ့ခြင်းမရှိခဲ့ပါဘူးဒုတိယတစ်ခုအနေနဲ့ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေအတွက်စိတ်ကူးတာစိတ်ဒဏ်ရာရတာပြင်းထန်တဲ့အတွက်ချက်ချင်းစိတ်ကူးပေးရပါတယ်ဖြစ်ဖြစ်ချင်းဘာကယ်ဆယ်ရေးမှလည်းမရှိသေးပါဘူး စေဖို့လုံလုံလောက်လောက်မပေးပဲမိဘတွေနဲ့အဆက်အသွယ်မရဘူးဆိုတဲ့ဝန်ထမ်းတွေကိုမိဘတွေစီကတောင်းဖို့ပြောပါတယ်အဆက်အသွယ်ဘယ်လိုမှလုပ်မရဘူးဆရာပဲရှိလို့ပါဆိုတော့15သိန်းကျော်ကြတာကို10သိန်းပဲပေးပါတယ်သူ့မှာမကြံတော့ဘူးတဲ့၃ရက်မြောက်နာရေးချပြီးတရားတသိန်းခွဲပေးပြီးတည်းကဝန်ထမ်းတွေကိုတစ်ချက်မှလက်မကြည့်တော့ပါဘူးဖြစ်ဖြစ်ချင်းနှစ်ရက်စေကူးစိမ့်နဲ့စားဖို့လိုတာပြင်ဆင်ဖို့ သုံးသွားတဲ့ကလေးအတွက်နင်နာချေအကုန်ကြခံပေးတဲ့ငွေစုစုပေါင်းဆိုတရားဝန်ကျင်မှာပဲအထက်မပေါ်ပါဘူး WHW ကဝန်ထမ်းတွေရဲ့လစာစုစုပေါင်းတောင်းတရားမကပါဘူးဒါစားပဲပေးမယ်ဆိုရင်တောင်းသူအခုအကုန်ပေးလိုက်ရတဲ့အထက်ကိုပိုးကုန်မှာပါစရင်မရှိရဘူးဆိုပေမဲ့ဝန်ထမ်းတွေရဲ့လစာပြင်းပြောင်းကိုဆရာကိုရန်လည်းသိသလိုဝန်ထမ်းတွေလည်းအသေးဆုံးပါပေးခြင်းနဲ့စိတ်သာရှင်းပေးလို့ရပါတယ် WHW ဝန်ထမ်းစုစုပေါင်း24ယောက်ရှိပါတယ်။အစိုးဆုံးကတော့မတ်ပုံတွေမှာပါသွားတဲ့လူတွေရှိလို့အိမ်ပြန်ရမယ့်အတွက်ထောက်ခံစာလုပ်ဖို့လိုပါတယ်။ပန်ရှင်ရဲ့သူ့ဝန်ထမ်းဖြစ်ကြောင်းနေထိုင်တာမှန်ကန်ကြောင်းထောက်ခံချက်လက်မှတ်လိုလို့အကြမ်းကြမ်းဆက်သွယ်ပြီးလက်မှတ်ထိုးပေးဖို့တောင်းခဲ့ပေမဲ့ခီးဝေးထွက်သွားတဲ့ဆိုပြီးချောင်ထွက်သွားခဲ့ပါတယ်။ဝန်ထမ်းတွေအားလုံးထောက်ခံစာလည်းမရခဲ့ပါဘူး။နောက်ရက် တိုက်ပေါ်ကပစ္စည်းတွေတချို့ဝင်ယူပေးရလို့ရှိတော့ချက်ချင်းရောက်လာခဲ့ပြီးသူ့ပစ္စည်းပါတဲခြင်းခဲ့ပါတယ်သူ့အတွက်ကလွဲရင်ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိရအကြောင်းပြောချင်တာပါတိခိုက်ဆုံးရှုံးရလာခြင်းတူတူတယောက်လဲအသက်ဆုံးရှုံးရလာဖြစ်တဲ့အတွက်ဒဏ်ရာရဝန်တန်းတွေနဲ့တခြားဝန်တန်းတွေပေါ်တာဝန်ယူမှုရှိစေခြင်းခဲ့တာပါတစ်တော့မှာဆိုင်ပြိုတဲ့ဗီဒီယိုတင်လို့ဖြတ်ခိုင်းပါတယ် ဒီပုံမြင်လဲဖြတ်ခိုင်းဦးမှာပါဆရာကိုအရန်ချစ်ပါတယ် WHW ကကိုလက်ကိုချင်နဲ့စာလုတ်ခရရတဲ့ဆိုင်မို့လို့ဆိုင်ပေါ်လဲရန်ချစ်ပါတယ်ဒါပေမဲ့ SI ထဲမှာတယောက်ကိုထားခဲ့ရတဲ့အတွက်ပိုးရင်ကွဲရပါတယ်အနှဲငယ်စိတ်ငြိမ်သွားလို့ရေးရစာပါအကြောင်းအရာမှန်ကန်ပေမဲ့စာအစီအစဉ်မကြရင်နားလည်ပြီးဖတ်ပေးပါအောင်လို့ဝန်ထမ်းတွေအကုန်လုံးနေဖို့မရှိလို့ နေစရာကူညီပေးတဲ့မဟာမြိုင်လူမှုကယ်ဆယ်ရေး69လမ်း39လမ်းရဲ့ကျေးဇူးကိုတမီးတို့တသက်မမေ့ပါဘူးအဆဆအရာရာကူညီပေးခဲ့လို့ကျေးဇူးထူးတင်ပါတယ်မြို့ပတ်လမ်း26ဘီလမ်း19လမ်းကနန်းဦးလွင်ဆေးရုံကိုလည်းအရန်ကျေးဇူးတင်ပါတယ်